မှန်ကန်တဲ့စဉ်းစားတွေးကောမှုကသင်ဘဝကိုအပြည့်အဝပြောင်းလဲစေနိုင်တယ်ဆိုတာသင်သိပါသလားအချို့သောသူတွေကအခက်အခဲတွေကြားထဲမှာတော့ဘာကြောင့်ပြောင်းနေနေတာလဲပြီးတော့ဘလို့ချင်းနေမျိုးမဆိုပြောင်းနေတတ်တာလဲသင်တစ်ခါတလေစဉ်းစားမှုပါသလားဒါပေမဲ့အချို့ကတော့ကိစ္စတည်တည်မမလေးတွေမှာလဲစိတ်ညစ်ပြီးမပြောင်းမရှင်းနိုင်ကြဘူးလေစိတ်တက်ကြတဲ့ကြတယ်ဒါသူတို့ရဲ့ချင်းတွေကြောင့်လားဒါမှမဟုတ်သူတို့မှာအစွမ်းတစ်ခုခုရှိနေလို့လားမဟုတ်ပါဘူး သူတို့ရဲ့တွေးခေါ်ပုံကြောင့်ပါဒေကိုရိုင်းတွေးကြည့်လိုက်ပါစေခေါ်မှုတိုင်းကိုအခွင့်အလမ်းတစ်ခုလိုမြင်နိုင်မယ်ပြဿနာတိုင်းကတင်တွေးခေါ်မှုတွေကိုပိုအားကောင်းအောင်လုပ်ပေးနိုင်မယ်ဆိုရင်တင်ပေါ်ကဘလောက်တောင်ပြောင်းလဲသွားနိုင်မလဲဒါပေမဲ့ပြဿနာကမှန်ကန်စွာတွေးခေါ်တတ်ဖို့တော့ဘလို့တင်ယူရမလဲဒါကြောင့်မို့လဲကျွန်တော်ဒီဗီဒီယိုလေးထဲမှာသိပ္ပံနည်းကြားတတ်သိပြထားတဲ့စဉ်းစားနည်း၁၀မျိုးကိုကျွန်တော်ပြပြပေးသွားမှာပါ ဒီအကြံပေးချက်တွေကတင်းရဲ့တွေးခေါ်နိုင်စွမ်းတွေကိုပိုကောင်းလာစေပြီးတင်းရဲ့စိတ်ချမ်းမာရေးကိုမြင့်တင်ပေးနိုင်တဲ့ပြင်ဘလို့ချင်းနေမျိုးမှမဆိုအပြုသဘောဆောင်ပြီးယုံကြည်မှုရှိစေမှာပါဒီအကြံပေးချက်တွေကတင်းရဲ့တွေးခေါ်မှုကိုပြောင်းလဲစေနိုင်ပြီးတင်းကကြမာကိုပြောင်းလဲစေမယ်အစွမ်းတွေရှိပါတယ်ကဲဒါဆိုတော့ဆက်လက်ကြအောင်ဗျာနံပါတ်၁ပထမဆုံးအနေနဲ့တင်းရဲ့စိတ်ခံစားချက်တွေကိုကြည့်ဆိုင်ပါကျွန်တော်ရဲ့အုံတော်ထဲမှာဖြစ်ပျက်နေခဲ့တဲ့အရာတွေတဲက ိရှိမှုအဆင့်ကို ရောက်တာကအနှင်းငယ်ပါပဲ။အုံနောက်ကအချိန်ထဲမှာအချက်လက်တွေအများကြီးကိုလုံဆောင်နေပြီးကျွန်တော်တို့ကဒါတွေကိုလုံးဝနားမလည်နိုင်ပါဘူး။ကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကဒီဖြစ်ရတွေရဲ့ရလဒ်တွေပါ။ဘယ်စိတ်ခံစားချက်ကိုမဆိုပေါ်လာပြီးဆိုရင်ဒါကိုလစ်လို့မရှိလိုက်ပါနဲ့။ဒါကတင်အုံနောက်ကတင့်ကိုအရေးကြီးတဲ့အချက်လက်တွေပြဖို့တွေစူးစမ်းနေရပါ။တင်ရဲ့စိတ်ခံစားချက်တွေကိုလေ့လွှဲရှုမယ်ဆိုရင်တင်းအတွင်းကအချက်ပြမှုတွေကိုဆုံးရှုံးသွားနိုင်ပါတယ် သင်စိတ်ခံစားချက်တွေကိုဂရုစိုက်ခြင်းကသင်ရဲ့ဆုံးဖြတ်ချက်တွေကို ပိုကောင်းစေနိုင်ပါတယ်။ဒါပေမဲ့အခြားကိစ္စတွေကြောင့်ခေါင်းရှုပ်ပြီးဖိအားတွေများတဲ့ချိန်မှာမတွေးပါနဲ့။သင်စိတ်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ချိန်မှာတွေးခေါ်နေတာတွေကသင်ကိုပိုပြီးတော့မှရှုပ်ထွေးစေနိုင်ပါတယ်။လှုပ်ဆောင်မှုလိုတဲ့ချိန်မှာတွေးနေမယ့်အစားသင်စွမ်းရည်ကိုယုံကြည်ပါ။ဥပမာသင်ကဘောလုံးကစားနေလို့ချက်ချင်းဆုံးဖြတ်ချက်ချလို့ရတဲ့အချိန်မျိုးတွေမှာတွေးနေတာကအချိန်ဖြုန်းတာပါပဲ။ တင်အဲ့ဒီအရာကိုတင်ယူထားပြီးသားဆိုရင်ဒါကိုယုံကြည်လိုက်ပါဥပမာလင်းမောင်းနေတဲ့သူတယောက်ကလင်းမောင်းနေတဲ့အချိန်မှာသူ့အတွက်ဘယ်နေရာမှာ တွေးစရာတွေမလိုပါဘူးသူကရင်ကလေးကနေလေ့ကျင့်ထားပြီးသားပါဒါကြောင့်တင်လေ့ကျင့်မှုတွေကိုယုံကြည်ပြီးတော့လုပ်ငန်းကိုမြင်မြန်ဆန်ဆန်နဲ့ကြိုင်ကျင်စွာလုပ်ဆောင်ပါနံပါတ်3အခြားရွေးချယ်စရာတွေကိုစဉ်းစားပါတင်ဆုံးဖြတ်ချက်တခုချရတဲ့အခါမှာတင်တွင်းနေတာတွေကအမြင်နဲ့မှန်တယ်လို့မယူဆပါနဲ့ စစ်တူရင်ကစားမားတွေလို့တွေးပါသူတို့ကရွေးချယ်စရာအတိုင်းကိုစဉ်းစားတတ်ကြတယ်ဥပမာတင်းရဲ့အဖော်က လိန်နေတယ်လို့ထင်ရင်သူကမှန်နေတယ်လို့ယူဆပြီးဒီယူဆချက်နဲ့မကန့်ညီတဲ့အချက်တွေကိုကြည့်ပါဒီနီလန်းကတင်းကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့တည်းကူညီပေးနေပါတယ်နံပါတ်၄တင်းရဲ့လေးထတွေကို မေးခွန်းထုတ်ပါ ကျွန်တော်တို့ရဲ့လေးထတွေကကျွန်တော်တို့ကိုထဲချုပ်ထားတယ်ဥပမာတင်းကဈေးကြီးတဲ့ဝိုင်းကိုကြိုက်တယ်ဆိုရင်ဒါကတင်းရဲ့ကိုယ်ပိုင်ရွေးချယ်မှုလား ဒါမှမဟုတ်ပတ်ဝန်းကျင်အတိုင်းဝန်းတွေကသင်ကိုသင်ပေးထားလားစာအုပ်ဖတ်တာတွေရုပ်ရှင်ကြည့်ရတွေပြင်တည်တည်ချင်းဂီတတွေကြောင်းတွေကလည်းတွေ့ကြည့်လိုက်ပါသင်ကဓာတ်တွေကိုတကယ်ကြိုက်လားဒါမှမဟုတ်အလေးထားတွေကြောင့်ပဲဓာတ်တွေကိုလုံနေရလားသင်အလေးထားတွေကို မိငုံထုတ်တဲ့အခါတွေမှာသင်ရဲ့တကယ်ရွေးချယ်မှုတွေကိုနားလည်ပြီးဘဝကိုပိုပြီးပျော်ရွှင်စွာဖြတ်သန်းနိုင်ပါပါနံပါတ်5တင်ရေကျိုးတဲ့အခါအချိန်ကြာကြာယူပြီးချိုးကြည့်ပါ တခါတလေမှာကျွန်တော်တို့ပြဿနာတစ်ခုကို ဖြေရှင်းတဲ့နေကစိတ်ပီစေးမှုကင်းတဲ့အချိန်ပါပါဖြစ်တတ်ပါတယ်။လေလာမှုတွေရတင်ကြကြလမ်းလျှောက်တဲ့အခါမှာဒါမှမဟုတ်ရေချိုးတဲ့အခါအုံနောက်ရဲ့ညာဘက်ချမ်းကပုံပြီးတက်ကြွလာပါတယ်။အုံနောက်ရဲ့ညာဘက်ချမ်းတွေကဖန်တီးမှုနဲ့ပြဿနာဖြေရှင်းမှုတွေမှာကူညီပေးပါတယ်။ဒါကြောင့်ပြဿနာတစ်ခုကိုဖြေရှင်းဖို့ခက်နေရင်ခဏနာပြီးရေချိုးလိုက်ပါပင်အတင်အုံနောက်ထဲကိုစိတ်ကူးတစ်တွေဝင်လာတာကိုသတိထားမိပါလိမ့်မယ်။နံပါတ်6 သင်ရဲ့အမှတ်တရတွေကို ပြန်ဆန်းစစ်ပါကျွန်တော်တို့ရဲ့အမှတ်တရတွေကအမြဲတမ်းမှန်ကန်နေတာမဟုတ်ပါဘူးကျွန်တော်တို့ကဖြစ်ရတဲ့ခုကိုပြန်ပြောင်းတွေးတဲ့အခါအုံနောက်ကဒီဖြစ်ရတဲ့ချက်လက်တွေကိုပြောင်းလဲဖြစ်တယ်ဆိုတာကိုသိပေမယ့်ရှင်တွေကတသက်သေပြထားတာတွေရှိနေပါတယ်ဒါကြောင့်သင်ရဲ့အမှတ်တရတွေကိုလုံးဝယုံကြည်မနေပါနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချတဲ့အခါမှာသင်အမှတ်တရတွေကလုံးဝမှန်ကန်နေမှာမဟုတ်ဘူးဆိုတာသတိရလဲပါနံပါတ်9သင်သိပါသလား ျွန်တော်တို့ရဲ့မှတ်ညံတွေဟာအမြဲတမ်းမှန်ကန်နေတာမဟုတ်ပါဘူးဒီအကြောင်းတွေကိုလည်းသိပ္ပံပညာရှင်တွေကသက်သေပြခဲ့ပါတယ်ကျွန်တော်တို့ဟာအဖြစ်အပျက်တစ်ခုကိုပြန်ပြောင်းသတိရတဲ့အခါမှာအုံနောက်ကအဲ့ဒီအဖြစ်အပျက်ရဲ့ချက်လက်တွေကိုပြောင်းလဲပြစ်လိုက်ပါတယ်ကျွန်တော်တို့ကအထက်ကထက်ကစဉ်းစားလေလေအဖြစ်အပျက်ရဲ့အသေးစိတ်တွေကပြောင်းလဲသွားနိုင်လေပါပဲဒါကြောင့်သိရဲ့မှတ်ညံကိုလုံးဝအားကိုးမနေပါနဲ့အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်တဲ့အခါမှာသိရဲ့မှတ်ညံဟာလုံးဝမှန်ကန်နေပါမဟုတ်ဘူးဆိုတာကိုသတိရပါ ံပါတ်၈အကြောင်းအရာအများကြီးကိုတစ်ချိန်တည်းမှာလုပ်ဖို့မကြိုးစားပါနဲ့ဆရာတသက်မှုနဲ့တွေးခေါ်နိုင်စွမ်းတွေဟာကန့်သက်ချက်ရှိပါတယ်တစ်ချိန်တည်းမှာအများကြီးလုပ်ဖို့ကြိုးစားမယ်ဆိုရင်တင့်အုံတော့ဟာမြန်မြန်ပြင်ပန်းသွားပါလိမ့်မယ်လေးလာမှုတစ်ခုအရာဆိုရင်လူတွေကိုရှုပ်ထွေးတဲ့နံပါတ်တွေကိုမှတ်ခိုင်းပြီးကိမ့်မုံနဲ့စလဲရွက်နှမျိုးကိုရွေးခိုင်းတဲ့အခါမှာသူတို့ဟာကိမ့်မုံကိုအများအပြည့်ရွေးချယ်ကြတာကိုပါရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့ရိုးရှင်းတဲ့နံပါတ်ကိုမှတ်ခိုင်းပြီးစမ်းစစ်တဲ့အခါမှာတော့ ဆလတ်ရက်ကိုရွေးချယ်ကြပါတယ်။ဒါအသင်းစိတ်ပင်ပန်းနေတဲ့အခါမှာတဘာဝအတိုင်းလွယ်ကူပြီးကျမအင်းနဲ့မညီတဲ့ရွေးချယ်မှုတွေကိုပဲရွေးချယ်ကြတာပါ။ဒါကြောင့်တစ်ချိန်မှာတစ်ခုတည်းကိုပဲလှုပ်ပါ။သင်စွမ်းအင်ကိုချွေတာပါ။ဒါကသင်ကိုပို့ပြီးတော့မှအာရုံစူးစိုက်မှုတွေရှေ့စေပါလိမ့်မယ်။အမားတွေကိုလက်ခံပြီးပြုတ်ပြင်ပါ။အောင်မြင်တဲ့သူတွေဟာသူတို့ရဲ့အမားတွေကိုကြောက်ရွံ့ကြတာမဟုတ်ပါဘူး။သူတို့ရဲ့အားနဲ့ချက်တွေကိုလက်ခံပြီးဓာရီကိုပြုတ်ပြင်ပြောင်းလဲဖို့အတွက်စူးစမ်းကြပါလိမ့်မယ်။ ်သင်ကတကုတ်ကုတ်မှာတော်နေပြီဆိုရင်ဒါကိုသင်ကပို့တော်အောင်ပို့ကောင်းအောင် မလုပ်နိုင်တော့ဘူးလို့မဆိုလိုပါဘူးသင်အမားတွေကိုတိမိပြီးအဲ့ဒါတွေကို ပို့ကောင်းအောင်ကြိုးစားနေပါတယ်ဘယ်နေရာမှာမှားသွားလဲနောက်တစ်ချိန်ပို့ကောင်းအောင်ဘယ်လိုလုပ်မလဲဆိုတာကိုတွေးပါဒီစိတ်ထားကသင်ကိုဘယ်နေဘယ်မှာမဆိုတိုးတက်စေပါလိမ့်မယ်နံပါတ်9အိမ်မက်မက်ပါကျွန်တော်တို့အားလုံးဟာလုပ်ငန်းတွေနဲ့ပြည့်နေတဲ့အချိန်စရာတွေကြောင့်ကျွန်တော်တို့ရဲ့အိမ်မက်တွေကိုလစ်လို့ရှုမိတတ်ကြပါတယ်။ဒါပေမဲ့အိမ်မက်မက်တာဟာ တင်းရဲ့ဖန်တီးတဲ့အစွမ်းတွေကိုတုံးမြင့်ပေးပါတယ်။တင်းကနေခင်းဘက်မှာအိမ်မက်မှတ်တဲ့အခါတင်းအုံတော်ဟာဆက်သွယ်မှုအသစ်တွေကိုဖန်တီးပြီးဖြစ်နိုင်ခြင်းအသစ်တွေကိုစူးစမ်းပါတယ်။အိမ်မက်ဆိုတာကလေးတွေအတွက်ပဲမဟုတ်ပါဘူး။ဘယ်အသက်အရွယ်မဆိုလူတွေဟာအိမ်မက်မှတ်ပြီးသူတို့ရဲ့ဖန်တီးတဲ့အစွမ်းတွေကိုတုံးမြင့်နိုင်ပါတယ်။ဒါကြောင့်အချိန်ယူပြီးအနားယူကတင်းစိတ်ကိုလွတ်လပ်စွာလက်ပတ်ခွင့်ပေးပါ။ဒီဖြစ်စဉ်ကတင်းကိုစိတ်ကူးတစ်တွေပြပြီးတင်းရဲ့တွေးခေါ်ပုံတွေကိုပိုကောင်းစေပါလိမ့်မယ်။ နံပါတ်10တင်ဘလိုတွေးခေါ်လဲဆိုတာကိုပြန်သုံးသပါတင်ဘလိုတွေးခေါ်လဲဆိုတာကိုတင်ကိုယ်တိုင်ပြန်စဉ်းစားဖို့ပါတော့လားမှန်ကန်တဲ့အဖြေကိုရရှိဖို့အတွက်ဉာဏ်ရည်တစ်ခုတည်းနဲ့မလုံလောက်ပါဘူးတင်ဘလိုတွေးခေါ်လဲဆိုတာကိုနားလည်ဖို့လည်းအရေးကြီးပါနေကျွန်တော်တို့ရဲ့အုံနောက်တွေဟာစစ်သားတွေတုံးတဲ့ဓာတ်သက်လိုပါပဲပြဿနာမျိုးမျိုးကိုဖြေရှင်းဖို့တဲ့ကိရိယာမျိုးမျိုးပါဝင်ပါတယ်ဘယ်ပြဿနာတွေပဲကြုံကြုံတင်ကိုယ်တိုင်တင်မေးပါဒီအချိန်တွေအတွက်ဘယ်ကိရိယာတွေကအကောင်းဆုံးဖြစ်မလဲ ဒီဖြစ်စဉ်ကတင့်ကိုပို့ပြီးထီရောက်စွာတွေးခေါ်နေအောင်ကုညီပေးပါလိမ့်မယ်။မကန်စွာတွေးခေါ်တတ်တဲ့အလေးကျင့်တွေဟာတင့်ရဲ့ဆုံးဖြတ်ချက်ချနိုင်စွမ်းဖန်တီးနိုင်စွမ်းနဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုတိုးမြင့်ပေးနိုင်ပါလိမ့်။ဒီအစွမ်းထက်တဲ့စင်စာနည်းစေကုကိုလိုက်လာပြီးတင့်ရဲ့တွေးခေါ်ပုံတွေကိုပိုကောင်းလာအောင်ဖြစ်ပြင်နိုင်ပါလိမ့်။ဒါရီကတင့်ရဲ့စိတ်ကြမ်းမာရေးကိုတမကတင့်ဘဝမှာအပြုသဘောပြောင်းလဲမှုတွေကိုပါဖြစ်စေပါလိမ့်မယ်။မှတ်ထားပါကောင်းမွန်စွာတွေးခေါ်တတ်တာဟာ အလေးချင်းတစ်ခုဖြစ်ပြီးပုံမှန်လေးချင်းမှုနဲ့ဖွံ့ဖြိုးအောင်လုပ်နေပါတယ်။တင်းရဲ့တွေးခေါ်ပုံလေးချင်းတွေကိုလေ့ကျင့်ပြီးတင်းဘဝကိုအတိတ်တပံမြင့်တင်လိုက်ပါ။